ငွေရှာခင်းကြီးကနောက်ပိုင်းဒေါ်လာပေးနေလာလို့စဉ်းမြင်ပါနဲ့နောက်ထပ်ငွေရမယ့်ဂိမ်းသစ်တစ်ခုစမ်းထားလာလို့ပြောပြပြီးသွားပါမယ်ဗျဒီဂိမ်းလေးကတော့ Candy Tiger Sweeper ဆိုတာခိုးစံတိုင်းသူ့ကိုဆော့ဖို့ဆိုရင်တော့ VPN ခံပြီး Play Store မှာတွားထောင်ပေးပါသူကပြထားသလို shopping နဲ့ကွန်ရီရမှာပါ ဒါလို့ဆက်ပြီးရင်တော့ VPN ဆက်ဖွင့်လာပြီးတော့ game ကိုဝင်စောကြည့်လိုက်ရအောင်သူကအခုလိုလေကူတဲ့ခလေးပတ်စဲဂိမ်းလေးပါပဲ။ဒီလားလေးကိုစုပေးလို့ရှိရင်ကွာရမယ်ပေါ့။ တော့ကြာလို့ရှိရင်ဒီ coin นี่စုဖို့အတွက်ကိုသူကကြော်ညာကြည့်ခိုင်းပါလိမ့်မယ်။ကြော်ညာတွေကတော့တပုတ်ကိုအနည်းဆုံး40စက္ကန့်လောက်ကြာပါあ。 ပြီးရင်ကွန်ရီသူကအခုလိုပြီးပါတယ်မွေးထုတ်ဖို့ကဒါလေးကိုနှိပ်ကြည့်မယ်ဒီမှာဆိုလို့ရှိရင်သူက US region ကိုရေးထားတော့ကျွန်တော်တို့ကဒီဒေါ်လာနဲ့ရမှာပေါ့နော်တနည်းကို5ဒေါ်လာထုတ်လို့ရပါတယ်ထုတ်ဖို့လိုမဲ့ကွန်ရီတက်ကတော့ဒီမှာပြထားသလောက်ပေါ့နော် US မို့လို့ပေးပင်နဲ့ငွေရပါမယ် တခြားနိုင်ငံလိုက်ငွေပေးတဲ့ဝဲလက်မျိုးမျိုးလည်းရှိပါသေးတယ်။ထိုင်းဆိုရင်တော့ဟော်ဒီလိုဘန်ငွေရပြီးတော့ True Money နဲ့ပြန်ထုတ်လို့ရပါတယ်။ဒါကတနည်းကိုပေးထုတ်မဲ့ဘန်ငွေပမာဏဒါကလူမဲ့ကွန်ရီအတွက် ကျွန်တော်က US region နဲ့အစာဆော့ထားတာဆိုတော့ Thai region ပြောင်းလိုက်တဲ့အခါမှာဆော့ထားတဲ့ quantity ကမပေါ်တော့ဘူးပေါ့နော်။ US region ပြန်ပြောင်းလိုက်လို့ရှိရင်တော့ quantity ကပြန်ပေါ်လာမှာပါ။ဆိုတော့ gain လေးကအားလုံးမြင်တဲ့အတိုင်းပဲလေကူရိုးရှင်းပြီးတော့ခေါင်းမစားဘဲနဲ့ဒီဒေါ်လာဆွလို့ရမှာပေါ့နော်။ဒီလိုဆိုအားလုံးလည်း gain တစ်လေးကိုစမ်းသုံးကြည့်ပြီးတော့ဒေါ်လာရှာကြည့်လိုက်တော့နော်။ဒီရင် comment မှာအချိန်လေးပြန်ပြောပြပေးကြပါဦးဗျာ။